အသေးနှလုံးပုံရိရေကန်ဤရှေးဟောင်းဒဏ္ဍာရီနှင့်တဘာဝအလှ ချင်းပြည်နယ်၏အနောက်မြောက်ဆုံးအိန္ဒိယမြန်မာနယ်စပ်နှင့်မိုင်20အကွာတွင်တည်ရှိသော ရေရေကန်သည်တဘာဝတရား၏လက်ရာဖြစ်သည့်အသေးပုံတံရေကန်တစ်ခုအဖြစ်ထင်ရှားသည့်ပင်လယ်ရေမြင့်နှင့်ပြင်အထက် ပေ2966အမြင့်တွင်တည်ရှိပြီးကန်၏ပတ်လည်ကျယ်မှာ2.5မိုင်ရှိက ပြင်းမြအနက်မှာပေ90အမြင့်ဆုံးနေရာတွင် ပေ60ထိနှက်သည့်ရေပြင်ပြလဲလဲနှင့်ကြာဖြူကြာနီများဖူးပွင့်နေသည် ဤကံကြီးကိုတတ်ဝင်နေသော ပုံပြင်ဟုပင်တင်စားနိုင်သည်ရိယေကံသည်တဘာဝဤလက်စမှုတန်ကဲ့သို့ဖန်တီးထားသောအံ့ဖွယ်တစ်ခုဖြစ်သည်ကဘာပေါ်တွင်ရှားပါသည့်အသေးပုံတံရေကံကြီးသည်မြမမြေမှ ထူးခြားသော သမိုင်းနှင့်ဒဏ္ဍာရီများကိုတည်ဆောင်လျက်ရှိသည်ဝိညာဉ်များဤနန်းတော်ကံကိုဝင်းရံထားသည့်မူမခပေများသည့်ဒေတာခံတို့အတွက်ဝိညာဉ်ခြံစည်းဖြစ်သည့ ချင်းလူမျိုးများ၏ရိုးရာယုံကြည်ချက်အရာဤကံသည်တေဆုံးသူများ၏ဝိညာဉ်များစုဝေးရာနေရာဖြစ်ပြီးအိန္ဒိယမှဆွေမျိုးများကဝိညာဉ်များအားပူဇော်ပတ်တရန်နှစ်စဉ်လာရောက်လေးရှိသည်ညနေခင်းတွင် လေတို့သည်တိရွတ်များကိုတိုးတိုးတန်မြင်လှိုင်းဖြင့်လှုပ်ခတ်ရင်းကံ၏အနားတွင် နားနေတကဲသို့ခံစားရသည်နဂါးယရနာနှင့်ဗြိတိရှာတို့၏လှုပ်ဝက်ချက် ရှေးတန်နာဤအယဤကံအောက်တွင်ငကားတကောင်ယတနာတိုက်ကိုစောင့်ကြက်နေသည်ဟုဆိုသည်ကိုလိုနီခေတ်ကဗြိတိရှားတို့သည်ဤကံမှရေကိုတူးဖော်ရန်စ조사ခဲ့တော်လဲလုတ်သားအားလုံးရုတ်တရက်တိတ်ဆုံးခဲ့ကြသည်ဟုဒေတာခန်များကပြောပြသည်ယနေ့တိုင်ထိုဖြစ်ရသည်ကံဤမော်ဆန်မှုကိုပုံမိုးတိုးစေသည်အနီယောင်ရီဤလျှို့ဝှက်ချက်နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်းရီရီကံဤ ရေပြင်သည် နောက်ကြည့်လာကအနီရောင်တို့ပြောင်းလဲသွားတတ်သည်ဒေသခံများကဤဖြစ်ကိုတဘာဝရေလှဲ့ပတ်မှုကြောင့်ဟုရှင်းပြတော်လဲစိတ်ဝင်စားပွဲမှာဤရေကိုဘူးဖြင့်ခက်ယူသွားပါကခတ်ထားသောရေဒီပါအနီရောင်ပြောင်းသွားခြင်းဖြစ်သည်ဤဖြစ်စဉ်သည်တိတ်ပံနှင့်ဒဏ္ဍာရီကို ရောထွေးစေသည့်လှပသောပဟေရီတစ်ခုပင်ဖြစ်နေပါသည်ခီးသွားတို့အတွက် စိတ်အေးရာ ယခုအခါရေရေကန်သည်ခီးသွွားများအတွက်စံပြခီးသွွားရာနေရာဖြစ်လာသည်လေလော်ရင်ကြာပန်းများ၏အလှကိုကြီးစုခြင်းတောင်ပေါ်ကျေးရွာများသို့လမ်းလျှောက်ခြင်းသို့မဟုတ်ကံဘေးရှိဘင်္ဂလိုအိမ်ငယ်များတွင်ညအိတ်တန်းခိုကတဘာဝ၏ငင်းချမ်းမှုကိုရှုမှတ်နိုင်သည်နေဝင်စည်းစာတွင်ကံပြင်းသည်ရွှေရောင်တိမ်တိုက်များနှင့် ရောင်စုံဝဲတကဲ့သို့တောက်ပလာသည်သမိုင်းနှင့်တဘာဝ၏ပွေဖက်မှု ရေရေကန်သည်ရှေးဟောင်းတန်တာကြီးများလူယုံကြည်မှုများနှင့်တဘာဝတရား၏လှပမှုတို့ကို တစက်တည်းပေါင်းဆက်ထားသော နေရာတစ်ခုဖြစ်သည့်ဤကန်ကိုလာရောက်သူတိုင်းသည်မော်ဆန်မှုတမိုင်းကြောင်းနှင့်တဘာဝအလှတို့ကိုတပြိုင်နက်ခံစားရမိတာဖြစ်ပြီးဤနေရာသည်မြမမြေ၏စွမ်းအားကိုပြသသည့်တက်တေတစ်ခုပင်ဤအံဖွယ်ရေကန်သည်တင်းဤနှလုံးသားထဲသို့ပုံမြင်တဲ့ပုတ်အဖြစ်စိတ်ဝင်သွားမိတာဖြစ်သည်